ားလေးဟာလုံးအားလုံးမင်္ဂလာပါရှင့်လက်ဖြစ်ရဲ့ဒီလမှာပြန်လေးကြိုးစားလိုက်ပါတယ်နော်အရင်ဗီဒီယိုတွေတုန်းကလည်းဖြူကဂျာမနီရဲ့ကောင်းကြောင်နေဂျာမနီကိုဘာလို့ရွေးတင်လဲတွေပြောပြခဲ့တယ်တစ်ဖက်မှာလည်းသူ့ရဲ့ဒီ dark side တွေရှိတယ်ဒါမှမဟုတ်သူ့ရဲ့ weakness တွေနော်အရင်ကပတ်ဖက်မဖြစ်တဲ့အကြောင်းအရာတွေရှိတယ်ဆိုတာဒီကိုဒီဗီဒီယိုလေးမှာအပိုင်းနှစ်ပိုင်းခွဲပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ် power one ဖြစ်တဲ့ဒီဗီဒီယိုလေးမှာဘာတွေပါမလဲဆိုတာကိုစကြည့်လိုက်ရအောင်เนาะပထမအဆုံးကတော့ bureaucracy ပေါ့နော် German လို့ဆိုရင်တော့ bureaucracy လို့လည်းပြောရခေါ်ပါတယ်ပြောရရင် Germany ကဒီ cyber sudden ni paperwork တွေအရန်အရန်ရှုပ်ပါတယ်တခခုကြံခဲ့ပြီဆိုလဲလုံးဝအချင်းကမကြာတင်ပဲနဲ့ဟိုအရန်အရန်ကြာပြီးတော့မပြီးနိုင်မစင်းတခုတစ်ပြင်းလုံးပိုင်းဆိုင်ရာတွေမှာအရန်ရှုပ်ပါတယ်လက်ဖြူရဲ့ဒီတွေ့ကြုံခဲ့ရတဲ့ဥပမာပြောရမယ်ဆိုရင်လက်ဖြူចောင်းသူဘွားတော့ဟာပေါ့เนาะ အော့စလန်နာဘေဟိုနာနဲ့လုံးဝတချင်းချင်းကိုတိုက်တာပါ appointment လေးတစ်ခုရဖို့တော့အရင်ခက်ခဲပါတယ်လက်ဖြူရော email တွေပို့တယ် post နဲ့ post ဆိုရင်လည်းစာတွေအကုန်လုံး post နဲ့ပို့လိုက်တယ် post တွေပျောက်တယ်။နောက် email နဲ့ပို့ရင်လည်း email က9လ8လလောက်မှတစ်ခါ reply ပြန်လာတယ်။ပြန်လာတဲ့ reply ကလည်းသူတို့ processing နေအာဒီအရန်ကိုအဝင် email အရန်များနေတော့ reply မပြန်နိုင်သေးပါဘူး။လက်ဖြူရဲ့ဒီ case ကိုမကြည့်နိုင်သေးပါဘူးဆိုတော့ပုံစံမျိုးတွေနဲ့လုပ်တယ်။ ဒါကတော့မြို့ကြီးနဲ့လည်းဆိုင်တယ်မြို့ကြီးမြို့သိမ်းနဲ့လည်းဆိုင်တယ်ပေါ့တော့ဥပမာ Frankfurt Berlin Munich နောက်ဒီ Düsseldorf တို့ Köln ဆိုရင်လည်းအရင်အရင်ကြာတတ်ပါတယ်ဒါမှမဟုတ်ဘယ်နဲ့မြို့သေးသေးလေးတွေမှာဆိုရင်တော့ဟိုကွန်မန်ထားသလိုမျိုးနည်းနည်းလေးမြို့ကြီးတွေထပ်တော့မြင်မြန်ပေါ့ပေါ့ရရောက်ရှိရပေါ့နော်ဒါလေးကတော့စဉ်းစားလုပ်ထားလို့ရပါတယ်နောက်တစ်ခုကသူက Paperwork နိုင်ငံဖြစ်နေတော့လက်ဖြူမြန်မာပြည်မှာတော့အတော့မသိမ်းစဘူး เนาะဒီ side side တဲ့နေအိမ်မှာလုံးဝ fine 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 လိုက်တိမ်းထားရပါတယ်တခုခုများပျောက်ခဲ့သည်ရှိတော့ဥမာထပ်ပါတော့အရေးကြီးတာပေါ့เนาะအအရေးကြီးတာတခုခုများပျောက်ခဲ့လို့တို့ကအကယ်၍တောင်းတဲ့အခါကျရင်ကိုကမပေးနိုင် process တွေကမကြာသင့်ဘဲနဲ့ဟိုအရင်အရင်ကြာတတ်ပါတယ်နောက်သူ့မှာကတခြားနိုင်ငံတွေအကုန်လုံးကဒီ digital နိုင်ငံဖြစ်နေပြီလုံးဝဟိုအော်ဘယ်လိုပြောမလဲ modern ဖြစ်နေတဲ့အချိန်မှာဂျာမနီကအများအနေနဲ့ဒီ paperwork ကိုပဲစွဲကုတ်ထားသေးတယ်လို့ပြောလို့ရပါတယ်အာသူတို့လည်း ပြောင်းသင်းသလောက်တော့ရအောင်စ조사ပြီးပြောင်းကြည့်နေတယ်ဒါပေမဲ့အကုန်လုံးပြောင်းသွားတဲ့အထိတော့မဖြစ်သေးဘူးပေါ့နော်ဆိုတော့조사နေစေပေါ့နော်အတော့ဒီမှာလေးဖြူပြပြရမယ်ဆိုရင်ဂျာမနီမှာဆိုရင်စာရွက်စာတမ်းကိုအရန်ခရူးဆိုင်ပါမပြောက်ပါစေနဲ့တကူးဆိုလည်းမကြံခဲ့ပါစေနဲ့နောက်တစ်ခု အင်္ဂန်းရှာရတာအရန်ခတ်ပါတယ်သူ့မှာလည်းပြောရရင်သူ့ရဲ့ဒီ housing crisis ကြီးရပေါ့နော်မျိုးသေးသေးလေးတွေလူသိမ့်မနေတဲ့နေရာတွေမှာအင်္ဂန်းတွေကရှာရလွယ်တယ်စီတက်တက်တာနေရတယ်ဆိုပေမဲ့မျိုးကြီးတွေမှာတော့တော်တော်လေးကိုရှာရခတ်ပါတယ်အထူးသဖြင့်လည်းဖြူတို့အားလုံးထဲမှာနာမည်ကြီးတာဆိုရင်မှာမျိုးနှစ်တူဘယ်လင်းလို့ဆိုရင်တအားနာမည်ကြီးပါတယ်အင်္ဂန်းရှာရအရန်ခတ်တာတော့အင်္ဂန်းကအကဲကိုကတွေ့ပြီဆိုရင်လည်းဈေးတွေကမတန်တဆအရန်ဈေးကြီးနေတာမျိုးအာ ဒါပါတော့ဘိုးနုံမက်ဆေ့ချ်ဒီကုန်တော့လုံးမယ်ဆိုရင်လည်းလူတွေအများကြီးနဲ့ကိုကအပြိုင်လိုက်ပြီးဟိုတန်းစီပြီးတော့လောက်ရတာမျိုးဂျားထဲမှာအကောဆောင်နေနေကိုအရှိမပါသွားတာမျိုးစသဖြင့်ပေါ့နော်သူတို့ဒီအင်္ဂန်းရှာရတဲ့အခါမှာတော်တော်ကြီးကို struggle ဖြစ်ပါတယ်။ဘာလို့ဆိုရင်လက်ဖြူသေးတဲ့လောက်ကတော့ဒီမှာကအင်အစ်စ်တီအရန်ထင်းတဲ့လောက်မဆောက်နိုင်ပါဘူး။အဲ့တော့ တခြားနိုင်ငံလူတွေကသူ့ဂျာမနီရဲ့လူတွေရောတဖြည်းဖြည်းများလာတယ်များလာတယ်များလာတဲ့အခါကျတော့အားစေးကြီးရဲ့ဒါပေမဲ့ဈေးအရင်ကြီးနေတဲ့အချိန်မှာတော့လူတွေအကုန်လုံးကအိမ်ကန်းလိုအပ်နေတဲ့အတွက်လုံးဝသူကြီးကြီးတော့ပေးမယ်ဆိုတော့ဟိုလူတွေကလည်းမို့လို့ပေါက်နေရပဲပေါ့နော်ဥပမာလက်ဖြူအနေနဲ့ဥပမာပြပြရမယ်ဆိုရင်လက်ဖြူရိုဒီ20 off မှာအင်ရဖို့လက်ဖြူတစ်နှစ်ခွဲကြာခဲ့ပါတယ်လက်ဖြူရိုရှားရတာပါတောက်လျှောက်တောက်လျှောက်အင်နေလဲ ုနှစ်အိမ်ရှစ်အိမ်လောက်သွားကြည့်တယ်တချို့ကျတော့လည်းမကောင်းတဲ့အိမ်တွေရှိတယ်တချို့ကျတော့လည်းဂျင်းထက်တဲ့အိမ်တွေရှိတယ်တချို့ကျတော့လည်းအိမ်လေးကကြိုက်တဲ့ဈေးရန်ကြီးနေတာရှိတယ်တချို့ကျတော့လည်းသူတို့အိမ်ပစ္စည်းမှပြန်မဝင်အာမငှားဘူးဆိုပြီးတော့ရှိအစားသဖြင့်ပေါ့နော်အင်္ဂလိပ်ရှာတာအရန်ခတ်ပါတယ်အတော့ကိုကအကွေနိုင်ငံသားအဒီမြန်မာနိုင်ငံတို့ဘာလို့ကနေဂျာမနီအခုမှအူးဆုံးရောက်မယ်ဒီရောက်မှရှာမယ်လေဆိုပြီးတော့ ဟိုမတွတ်ထားစေချင်ဘူးအကယ်၍ကိုလာမယ်ဆိုရင်တော့လုံးဖြည်းဖြူပါလေဟိုတိတ်ချာလေး prepare လုပ်စေချင်တယ်မရောက်ခင်ကတည်းကအမထပ်ပါတော့အနည်းဆုံးအခန်းတစ်ခန်းကြိုးရှာထားတာမျိုးအိမ်ဆိုတာဒါကတဲ့ဖြော်ရိုးအိမ်မျိုးပြောရနော်ဟို vegan တို့ဘာလို့လဲရှာလို့ရတယ် vegan တို့ဘာလို့ကတော့အရင်မခတ်ဘူးဒါပေမဲ့အိမ်ကန်းသီးသန့်ကတော့တော်တော်လေးကိုရှာရခတ်ပါတယ်နောက်တစ်ခုသုံးခုမြောက်ကတော့ဂျာမနီမှာ ဆေးခန်းနေမှာ appointment ရရတာအရန်ခတ်ပါတယ်အရန်လဲကြပါတယ်ကိုကတခါလေးမထပ်ပါတော့တခုခုဒီအခုထပ် page fair တန်းဖြစ်လို့ဖုန်းဆက်ပြီးတော့ appointment လုပ်တယ်ရော့ဆောင်းလိုက်အောင်နှလားတခါလေးတောင်ကြာတယ်လက်ဖြူရဲ့အတွေ့အကြုံရနဲ့လက်ဖြူရှင်ပြရမယ်ဆိုရင်လက်ဖြူအိုက်တော့2021တုန်းကဖြစ်ခဲ့တာကိုရိုနာအချိန်เนาะကိုကအဲ့လိုမျိုးဘယ်လိုပြောရမလဲတယောက်တည်း furniture buying နဲ့အရန် struggle ဖြစ်တယ်အလုပ်ကလည်းလုံးလို့မရဘူးကိုရိုနာအချိန်မှုတ်လို့ဆိုပြီးတော့ ိုဘယ်လိုတောင့်ခံမလဲပေါ့နော်ဆိုပြီးဖြစ်တဲ့အချိန်မှာအရင် stress တွေများပြောလက်ဖြစ်ကို period မလာတာမျိုးဖြစ်သွားတယ်။မလာတာတော့မှဒီ9လလောက်မလာအဲ့ချိန်မှာကိုကလည်းနည်းနည်းတမျိုးပဲကြောက်တယ်ကြောက်တယ်ဆိုငယ်လေးငယ်တယောက်အတော့20ဆိုတော့အဲ့ဟဲ့ဘာလို့လဲပေါ့နော်လက်ပြောအဲ့ချိန်မှာ honestly ပြောရင်ရစားလည်းမရှိဘူးဘာမှလည်းမလုပ်ဘူးဆိုတော့လက်ပြောဂျာမနီစတင်ရောက်တဲ့အော်ဆနာဘေယိုဒါရဲ့အလုပ်ရဲ့အကြောင်းရင်းနဲ့ပြီးငိမ့်နောင်ကျင်ကျင်းညာနဲ့ရစားထားဖို့အချိန်လည်းမရှိဘူးလက်ပြော ဟို date လုပ်တာတွေပါဘာမှမရှိခဲ့ဘူးဂျာမနီစာကျန်နှစ်ရက်နှစ်နှစ်တုန်းကနှစ်နှစ်ကျော်မှသာလည်းပြောအောင်ဆွေးနွေးတွေပါစမှသာလည်းပြောစပြီးတော့ okay ငါအဲနည်းနည်း date လုပ်မယ်ဗမယ်ပေါ့ဆိုပြီးတော့စဖြစ်တာထားပါတော့အဲ့တုန်းက2021တုန်းကလည်းပြောလုံးဝရစားလည်းမရှိဘူးမရှိပေမဲ့ကိုကဗာလဲပေါ့နော်ဘာလို့ period ကမလာတာလဲကိုကတခါလေနောက်ကျတဲ့တဲ့မိန်းကလေးတွေမှာတလားနှစ်လားလုံအောင်သုံးလားပေါ့လေပြောတော့ကမဟုတ်ငါးလားကြော်နေမလာအောင်ဆိုတော့တခုခုပဲဖြစ်လို့လားပေါ့ အဲ့ဒါနဲ့လည်းဒီ from us စီတော့ပြောရအမျိုးသမီးဆရာဝန်ပေါ့နော်သေးကတော့တော့ပြီးတော့လေပြောဟာလို့ဒီ appointment လုပ်ချင်လို့ဆိုအော် okay ရတယ်တဲ့ဆိုပြီးတော့လေပြောရော့တဲ့ appointment စိတ်ပေးလိုက်တယ်ပေးလိုက်တဲ့ appointment လေပြူသွားတာ2021ဒီ6လပိုင်းမှာသွားတာလေပြူရဲ့ appointment က2022 5လပိုင်းမှာပြန်ရတယ်အဲ့နဲ့လေပြော hello appointment ရအရန်ကြတယ်လို့ငါအခုပြောချင်တာလေဆိုအော်တဲ့ sorry တဲ့ငါတို့မှလူနာတွေရန်ပြည်နေရဟိုမှာဖြစ်ရင်နောက်တစ် ဟိုဟာစေကန်သွားတဲ့ဆိုတော့အော်โอเคဗောဒါနဲ့နောက်စေကန်သွားနောက်စေကန်ကလည်းလူနာအစ်လက်မခံဘူးခဲ့အော်โอเคနောက်ဟာတွေသွားကြည့်တော့လေသူတို့ရဲ့ appointment တွေကလည်းမထူးမခြားနာတွေရန်နေကြတယ်အဲ့နဲ့လက်ပြအဲ့ချိန်မှာစဉ်းစားလိုက်တယ်အော်လို့ငါသားလို့ဒီနေရာမှာလို့ကင်စာသာဖြစ်နေရင်လို့သူတို့ appointment ဒီနောက်နေ့ appointment မရောက်ခင်တည်နေလောက်ပြီဗောဆိုပြီးတော့အဲ့တော့ပြောရရင်လက်ပြသိမ့်မကြိုက်ဘူးဒီဟာဒီ healthcare system အထူးသဖြင့်ဒီ public insurance နဲ့ ဆိုင်နေပြောရမှာပေါ့နော်ဘာလို့ဆိုတော့ private insurance တမားတွေဆိုရင် appointment ကမမြန်လေးရတယ် public တွေကတော့နေကြာတယ်ပေါ့နော်မလက်ဖြူတော်တော်လေးအာစဉ်းစားသွားတယ်ဒါပေမဲ့ကန်ကောင်းထောက်မဆွာနေပဲလက်ဖြူအဲ့တုန်းကကိုယ့်ကနေကိုပြန်ပြောက်သွားပါတယ်အဲ့ဒီ appointment တော့သွားစရာမလိုတော့ပါဘူးနောက်တစ်လလာနောက်နှစ်ပတ်သုံးလပတ်လောက်လာမသိဘူးပြန်လာလာတော့ okay ပေါ့အဲ့ဆိုလည်းသွားတော့ပေါ့ဆိုပြီးတော့ဖြစ်တယ်အခုရှိတာကိုက appointment ရထားခဲ့တည်တိုင်အောင်တစ်ခါတလေ appointment ရထားတဲ့အချိန်အတိအကျတော့တချို့တလေဆို15မိနစ်လောက်ဆောပြီးသွားရပြီမဲ့လေတနာရီနိုင်ကွတနာရီမိနစ်45မိနစ်လောက်ကအနည်းဆုံးဆောင်ရပါတယ်သူတို့စီမှာဘာလို့ဆိုကိုကသွားဆောင်တယ်ကိုကနာမည်ပေးထားတယ်ကိုရဲ့ insurance card တွေပဲပေးထားတယ်ဒါပေမဲ့အာ private luna လာတာတို့ဂျားဖြတ် luna ဝင်လာတာတို့အဲ့လိုမျိုးတွေကြောင့်အများအနေဆောင်ရတဲ့ process င်တိုင်းကအရင်ကြားတယ်ပေါ့နော်ဆိုတော့လက်ဖြူအဲ့ဒီဟာတစ်ချက်တော့အရင်မကြိုက်ပါဘူးအခုတော့လက်ဖြူအရင်တော့ဗီဒီယိုတွေမှာ mention ပေးခဲ့တဲ့ Dr. Lip ဆိုတဲ့ application လေးကိုလက်ဖြူသုံးပါတယ်ဒီ application လေးကပြောရရင်အဆင်ပြေတယ်ပြောရမယ် तू ကဒီကိုယ့်ရဲ့အနီးနားတစ်ဝိုက်ကတော့မဟုတ်ကိုသွားချင်တဲ့မျိုးကအဆောင်ဝင်ရဲ့ ဟို appointment တွေကိုရေးထားရမို့เนาะတချို့နီးစက်ရနီးစက်ရနှစ်ရက်သုံးရက်အတွင်းတော့တစ်ပတ်တစ်ပတ်အတွင်းတော့ရနိုင်တဲ့ဟာမျိုးလေးရှိတယ်။တခုတော့ရှိတယ်။ကိုယ့်ရဲ့ဆရာဝန်တော့ဖြစ်ချင်မှဖြစ်နေမယ်။တခြားဆရာဝန်တွေ random တော့ဖြစ်တာပေါ့နော်။ဒါပေမဲ့ wherever လက်ဖြူတော့ကတော့အဆင်ပြေတယ်။လက်ဖြူအဲ့ဒီဟာလေးနဲ့ပဲသုံးပြီးတော့အခုဆိုရင်တော့ appointment တွေဆိုရင်တစ်ပတ်တစ်ပတ်အတွင်းကိုရရပေါ့နော်။ဆိုတော့ဆိုတော့မဆိုပါဘူး။ဒါပေမဲ့လည်း wherever သူ့ရဲ့ tax site ထဲမှာလက်ဖြူကတော့ဒီ appointment ကိစ္စအာ သေးရှင်ဆိုတော်တော်လေးဒုက္ခရောက်မယ်လို့လည်းပြောထင်တယ်ပေါ့နော်အခုရှိတာကတော့ပြန်တွေးကြည့်ရင်သေးရှင်ဆိုရင်တော့ဒီအာ note of နာမောက်တမ်းပြီး notify ဖြစ်လို့ပါဆိုပြီးတွားရင်တော့ဒါတော့တမျိုးပေါ့အဲ့မှာလဲပြောရရင် triage ကြောင့်စောင့်လာပါပဲဒါပေမဲ့အချိန်တော့အလိုလိုနည်းနည်းတော့ကြာတယ်ပေါ့နော်တစ်ခါတလေမှ2နာရီလောက်စောင့်လာတစ်ခါလေးကြောက်လဲတမ်းဝင်ရတာရှိတယ်တစ်ခါလေးကြောက်လဲ3နာရီလောက်စောင့်လာတာရှိတယ်တချို့လူနာရီဆိုရင်6နာရီကျော်လဲစောင့်လာဆိုတော့အရင်တော့မိုက်နေတယ်တော့မပါဘူးသူရဲ့ ဟိုပြောရရင်စောင့်ရတဲ့ sister အကြီးကပေါ့နော်။ကဲပါဝမ်ရဲ့နောက်ဆုံးအချက်လေးလာပါမယ်။ဆိုတော့ဂျာမနီကအခွန်စည်းကြည့်ပါတယ်။အဲ့မြင့်နေပေါ့နော်ကိုယ့်ရဲ့လစာရဲ့ဒီ35ရာခိုင်နှုန်းကနေ43ရာခိုင်နှုန်းတော့အတွင်းကိုပေးရတာဆိုတော့ခြုံငုံပြီးပြောရမယ်ဆိုရင်လစာရဲ့တဝက်နီးပါးလောက်ကိုကိုကပေးရတာဖြစ်ပါတယ်။တိအကျတော့ဒီမှာမပြောနိုင်ဘူး။ဘာလို့ဆိုတော့တရား class တွေမတူဘူး။အာလက်ဖြူက single တမတချို့ကြတော့လည်းခလေးရှိရတချို့ကြတော့လည်းဟိုငါထပါတော့ဟို အိမ်အောင်ရှိတယ်စသဖြင့်ပေါ့နော်သူ့အနေနဲ့သူနောက်သူ job position ပေါ်မူတည်ပြီးတော့လဲ strike တွေကွက်ပြပါတယ်ဒါကြောင့်လဲဒီမှာတော့အတိအကျတော့မပြောနိုင်ဘူးဒါပေမဲ့ခြုံငုံပြီးပြောရရင်တော့ကိုယ့်ရဲ့လစာရဲ့ဟိုတော့ဝနီးပါးလောက်ကိုပေးရတာပေါ့နော်ဂျာမနီမှာအဲ့ဒီကပြောရရင်တခြားနိုင်ငံတွေနဲ့ဆိုင်ရင်ဂျာမနီကအရန်အခွန်များတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်မကြိုက်ဘူးပေါ့နော်ဆိုတော့ level အတော်ကပြောရမယ်ဆိုရင်တော့မှန်တယ်အခွန်များတယ်ဒါပေမဲ့ level ရတဲ့လာစားနဲ့ level လောက်တယ် အရင်စီးပွားချဲ့ကျင်တယ်အိမ်ကိုအများကြီးပြန်ပို့ကျင်တယ်ဒါမှမဟုတ်အရင်စုဆောင်မိကျင်တယ်ဆိုရင်တော့ဂျာမနီကမကိုက်ဘူးလို့လည်းပြောခံစားရတယ်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုတကိုရေးစားတော့ဒါမှမဟုတ်ကိုမိသားစုလေးတော့နည်းနည်းပြန်ပေးနိုင်တယ်လောက်ဆိုရင်တော့မစိုးဘူးလို့ဆိုလက်ဖြူရတဲ့လစာမှာလက်ဖြူအိမ်လာကပေးရယ်လေဖြူဒီဘာကြီးကပေးရတဲ့အမှထပ်ပါတော့တစ်ကက်ဘိုးတွေဘေးစ်တွေရှိတယ်။နောက်စားဖို့တောက်ဖို့ရှိတယ်။လေဖြူခီးသွားရတယ်။ ခီးတော်မှာလို့တလားတစ်ခါနှစ်လားတစ်ခါလောက်ကိုလည်းပြူသွားတယ်။ဆိုတော့နောက်လည်းပြူကျန်တဲ့ပိုးတဲ့ပတ်စံကိုလည်းပြူရဲ့အာဒီစပါဘုပလန်နဲ့မထည့်တယ်။ဆိုတော့လောက်လားဆိုရင်လောက်တယ်လည်းပြူတော့ကလောက်တဲ့အပြင်လည်းပြူလာစားနေဆိုရင်ပိုသေးတယ်ပေါ့နော်။ပိုသေးတယ်ဆိုတော့လည်းပြူတော့ဒီမှာအရင်ဟို complaint တက်မနေဘူး။သူရတယ်လာစား။ဒါပေမဲ့အဲ့လိုမျိုးလည်းပြူခုနကပြောလိုမျိုးသူရတဲ့ဟာလေးနဲ့ရောက်ရဲတဲ့တင်းနေရောက်ရဲတဲ့ဆိုရင်တော့ကိစ္စမရှိဘူးဒါပေမဲ့တင်းနေမရောက်ရဲဘူးကိုကစီးပွားရေးတွေ ုံလေးငါခုဖွင့်တင်တာတို့အရန်စုတင်တာတို့ဟိုအရန်အမျောမှန်းထားတယ်ဆိုရင်တော့ဂျာမနီနဲ့ကိုက်မနေပါဘူးဘာလို့ဆိုဂျာမနီကအခွင့်အရေးအရန်များတယ်ကိုပိုင်စီးပွားရေးလုပ်မယ်ဆိုလဲအခွင့်ကအရန်စိတ်ကြီးပါတယ်တော်တော်ကြီးကိုအခွင့်ရှောင်မီလောက်ရပါတော့လက်ဖြူအရင်တော့လက်ဖြူတထေးလောက်တာမြင်ဦးတော့ဆိုတော်တော်လေးကိုခက်ခဲတယ်။တော့လက်ဖြူကဒီမှာပြောရမယ်ဆိုရင် အခွန်ဆောင်ရတာလုံးဝမကြိုက်ဘူးငွေမဲနဲ့ပတ်စံရှာခြင်းနဲ့အရန်ကိုကြီးပွားတိုးတက်ချမ်းသာခြင်းနဲ့ဆိုရင်တော့စားတဲ့အားဂျာမနီကိုမရွေးနဲ့ဘာလို့ဆိုဒီမှာကသူ့ရဲ့ rules အတိုင်းသူ့ရဲ့ process အတိုင်းလုပ်ရတော့ဂျာမနီကိုစားတဲ့အားမလာပါနဲ့တခြားနိုင်ငံကိုပို့ပြီးဥစားပေးပြီးရွေးပါလို့လည်းပြောပြချင်ပါတယ်တော်လည်းဖြစ်ဒီဗီဒီယိုလေးမှာပြပြချင်တာကဂျာမနီကအများကြီးကောင်းနေတာဒီပဲမဟုတ်ပဲねသူကလည်းမကောင်းတဲ့သူ့ရဲ့ဒီ dark side တွေရှိရပေါ့เนาะ ဒါပေမဲ့ဒါလေးတွေကိုလက်ဖြော်ကကြိုပြီးတော့နည်းနည်းသိအောင်ဟိုမှတ်ထားလို့ရအောင်လက်ဖြော်ဒီဗီဒီယိုလေးကိုလုပ်ပေးတာဖြစ်ပါတယ်မဟုတ်ဘဲနဲ့ဘာမှလည်းမသိဘဲနဲ့ဘုံဆိုပြီးဂျာမနီကိုရောက်လာပြီးတော့မှထိုင်ကြီးပြီးတော့ရန်ကိုနောင်နာတွေရနေမှထက်ဆိုင်ဟိုဒီလိုမျိုးလေးအချက်လေးတွေနည်းနည်းလေးသိရင်ပို့ပြီးတော့ကြိုတင်ချိန်တွက်လို့ရမယ်လို့လက်ဖြော်တော့မျှော်လင့်ပါတယ်လေဖြူကတော့အရှင်းဆုံးပြောရရင်သူ့ဟာသူကြားတယ်သူ့သူစားတဲ့စားတဲ့နေရမ်းရှုပ်တယ်အချိန်နေရမ်းဆောင်ရတယ်အခုနေဈေးကြီးနေရတယ်ဆိုပေမဲ့ တော်တော်ကြီးအချိန်နေဆိုးနေတယ်ဆိုရင်တောင်မှလက်ဖြူအတွက်ကတော့ဟိုလက်ဖြူမြန်မာနိုင်ငံထက်တာသေးတယ်ဆိုပြီးတော့ဒီသူ့ရဲ့ dark size လေးတွေကိုလက်ဖြူလက်ခံနိုင်တယ်ပေါ့နော်ဒါကြောင့်လည်းလက်ဖြူဒီမှာဆက်နေနေရဖြစ်ပါတယ်ဆိုတော့ okay လက်ဖြူရဲ့ power လေးကတော့ဒီ video လေးမှာဒီလောက်ပါပဲနောက်ရပိုင်းလေးမှာလက်ဖြူရဲ့ part 2လေးလာပါမယ်နော်ဆိုတော့အားလုံးပဲသောက်မကြည့်ရှုပေးကြပါလို့ video လေးကိုကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော် like and share လုပ်တော့ဘူးလည်းမမေ့နိုင်ဘူးနော်အားလုံးပဲ chusikovsky ပါ bye